င်းပေါ်တကယ်ချင်းမချစ်ဘယ်လိုသိနိုင်မလဲဘသူမဆိုကိုချစ်တဲ့သူနဲ့တစ်တလုံးတူနေသွားချင်ပါတယ်ဒါပေမဲ့ကိုချစ်တဲ့သူက ကိုကိုတကယ်ချစ်ရလားဆိုတော့တော့သိချာသိဖို့လိုပါလေတကယ်မချစ်တဲ့သူနဲ့ဆက်တွဲနေရင်အချိန်ကုန်ပြီးညစလုံးအတွက်အကျိုးမရှိပါဘူးမစစ်မှန်တဲ့အတွေ့အကြုံချစ်ရလက္ခဏာတွေကို left media နဲ့ပေါ်ပြပေးလိုက်ပါတယ်နော်နံပါတ်၁ social media ပေါ်မှာလွန်ကျင်ချစ်ပြခြင်းလက်တွေ့ဘဝမှာအလေးမထားပဲ ဆိုရှယ်မီဒီယာတွေပေါ်မှာစစ်တဲ့အကြောင်းတွေလိုတာထပ်ပို့တင်နေအဲ့ဒါကပုံမှန်မဟုတ်ပါဘူးအဲ့လိုမဟုတ်ပဲအပြင်မှာလည်းနွေ့နွေ့ထွေးထွေးနဲ့ဆိုရှယ်မီဒီယာမှာလည်းချစ်ပြတယ်ဆိုရင်တော့အဆင်ပြေပါတယ်တကယ်တော့ဆိုရှယ်မီဒီယာမှာအရင်ချစ်တတ်တယ်ဆိုပြီးလူများရဲ့အထင်ကြီးမှုကိုပဲသာနေတတ်တာပါနံပါတ်2နှစ်ယောက်ကြားမှာဟုတ်ဆန်ရေးကဆာဟာရာတဲကန္နာတက်6တွေ့လာခြင်းအဆင်ပြေတဲ့ဇုံရဲကြားမှာအမြဲပွင့်လင်းရိုးသားမှုဆိုတာလိုပါတယ်တဲ့ချစ်သူက တဲ့ကိုတနေကုန်နေလို့မှစကားတစ်ခုမပြောပဲလိုအပ်မှဆက်သွယ်ရဆိုရင်တော့ပြန်စမ်းသပ်ဖို့လိုပါပြီ။နံပါတ်၃တရက်မူချင်းတွေကို ပြောင်းလဲဖို့ကြိုးစားခြင်း။စစ်မှန်မှုမရှိတဲ့အချိန်မှာတဲ့အမူအကျင့်တွေကိုပြောင်းလဲဖို့ကြိုးစားလာပါလိမ့်မယ်။ပြဿနာတစ်ခုဖြစ်လာတဲ့အခါတင့်ကိုယ်တင်ဖြစ်ရှိသလိုခံစားရတာမျိုး။မမမွန်းနဲ့တင့်ဘက်ကတောင်းပန်ချုံမနေရတာမျိုးကရရှိမှအဆင်မပြေပါဘူး။ နံပါတ်၄ပြဿနာရဲ့အဖြေကိုမရှာခြင်းအတွဲ၄ကြားမှာစကားမျက်ရည်ဖြစ်တာကဖြစ်လေဖြစ်တာရှိရရပါပြဿနာတစ်ခုဖြစ်လာတဲ့အခါနှစ်ယောက်စလုံးပြေလည်အောင်ဖြေရှင်းသင့်ပါတယ်အဲ့လိုမဟုတ်ပဲပြဿနာကိုတင်းတယောက်တည်းပုံပုံရှာပြီးအပြင်ထွက်သွားတာပုံပိတ်ပစ်တာကတင်းရဲ့စိုးရင်ပူမှုတွေကိုနားမထောင်ပေးချင်တာပါတင်းရဲ့ခံစားချက်တွေကိုလည်းလေးမထားတဲ့သူဖြစ်တာကြောင့်မြဲတဲ့နာကျင်နေရမှာပါနံပါတ်၅ ဦးစားမပေးခြင်းဦးစားပေးရဆိုတာကအချို့အခြေအနေတွေမှာတော့လိုအပ်ပါတယ်အများနဲ့ဦးစားပေးခံခြင်းလည်းအဆင်မပြေပြန်ပါဘူးတင်းချစ်သူကတင်းနဲ့တွေ့ဖို့ဆို အမြင်ကြီးနေရင်အကြောင်းပြချက်တွေပေးနေရင်တင်းပေါ်စိတ်ဝင်စားမှုမရှိတော့ပါဘူးတကယ်ချစ်တဲ့သူကတစ်ချိန်မှုတစ်ချိန်တော့တင်းကိုဦးစားပေးနေမှာပါနံပါတ်6ဒီစားဟောင်းကြောင့်ခဏခဏပြောခြင်းတချို့တွေကဒီစားဟောင်းနဲ့အဆင်မပြေလို့တင်းစီခဏဝင်လာတဲ့သူတွေပါဒီစားဟောင်းနဲ့တင်းကိုခဏခဏရှင်ပြောနေရင် ဗီဇာဟောင်းကိုပဲတတ်တတ်ဖြစ်နေရင်ဘယ်လို့မှအဆင်ပြေနိုင်မှာမဟုတ်တကယ်မချစ်တဲ့သူကလူချင်းနေနေကကဖြစ်နေရင်တော့စိတ်ရှင်းဝေးနေတတ်ပါတယ်ဗီဇာဟောင်းကိုမပြတ်မသားဖြစ်နေရင်တော့လမ်းခွဲဖို့တွေးမနေပါနဲ့တော့နမခေါ်တင်းနဲ့ပတ်သက်ပြီးအနာဂတ်ရည်မှန်းချက်မရှိခြင်းလေးနဲ့တက်ဆက်ဆံရည်တွေမှာအနာဂတ်စီစဉ်နေကြောင်းဟာမကြာခဏပါလာတဲ့ခေါင်းစဉ်မှာဒါပေမဲ့တင်းချစ်သူကနာဂတ်စီစဉ်တွေကိုတိုင်မင်ဖို့နေနေတာကစကားတော့မပြောခြင်းတော့ကောင်းတဲ့ချက်မဟုတ်တော့ အမှတ်ချက်သူများထင်ကြီးတာကိုသဘောကျခြင်းတိကျသူကအသုံးပြုံးကြည့်ပြီးဆိုရှယ်မီဒီယာမှာတက်ကြွရတာကိုသဘောကျနေရင် တွေ့ရမှာနေပါနဲ့သင်ကအသုံးပြုံးမှုကြည့်ဖို့ပြောရင်တော့သင်ကိုရန်ချနေမှာပါဘဝပြဿနာတွေပေါ်ဆွဲလန်းနေရင်သင်ပေါ်ထားတဲ့ခံစားချက်တွေကလည်းတဖြည်းဖြည်းပြောက်သွားမှာပါ